နာဂတ်မှာလောင်စာဖြစ်ပင်တွေကလူသားတွေကိုစားသုံးလာကြတယ်1990ခုနှစ်တုန်းကဇိုင်ယာလို့ခေါ်တဲ့တောဦးကြီးထဲမှာသိပ္ပံပညာရှင်တယောက်ဟာအန်နီယယ်ရှိကြောက်စရာကောင်းတဲ့ traffic ဆိုတဲ့အပင်ကြောင့်တိတ်တိတ်လေးတွားသွားနေရပါတယ်သူမကိုယ်တိုင်မလွမြောက်နိုင်ဘူးဆိုတာသိပေမဲ့တားငယ်လေးဖြစ်သူကိုတော့လွတ်အောင်ပြေခိုင်ခဲ့ပါတယ်ဒီလိုနဲ့အနှစ်30ကြာတော့ဆိုပြီး2009ခုနှစ်မှာတော့ traffic ပင်တွေကိုမြို့ရဲ့အဝေးတနေရာမှာထိန်းသိမ်းထားပြီးတော့ကြောက်ဖြစ်ရုပ်ကြွေးလောင်စာအတွက်အကြာရွေးချယ်စရာဖြစ်ပြီးတော့ ကဘာကြီးပုံရိပ်လာမှုကိုဆုံးသက်စေခဲ့ပါတယ်။ရေနံကုမ္ပဏီတွေကတော့အပင်အချောင်းကိုမြို့နေလူတွေကိုမပြောပြဘဲနဲ့တည်င်းမောင်ချထားခဲ့ပါတယ်။ traffic ပင်တွေကလူတွေစားနိုင်ပြီးတော့အနားရောက်လာတဲ့သူတွေရဲ့မျိုးလုံးတွေကိုလည်းဖောက်ထုတ်တတ်ပါတယ်။အပင်တွေစိုက်ထားတဲ့နေရာတွေမှာဆိုရင်လည်းလုံခြုံရေးထက်ထက်ထားပြီးတော့အပင်တွေကိုထိန်းထားရသလိုလေးလာတဲ့သူတွေလာရင်လည်းမျိုးလုံးအကာတွေဝတ်ထားရပါသေးတယ်။လူတွေကိုလည်းဖမ်းဆွဲတတ်ပြီးတော့ကျင်းဆက်နဲ့တို့မှသာပြန်လွှတ်ပေးတတ်ကြတာပါ။ ဘဲလို့ခေါ်တဲ့သိပ္ပံပညာရှင်ကတော့အစမှတွေးခဲ့ရတဲ့အမျိုးသမီးရဲ့သားဖြစ်ပါတယ်။ဘဲကမိခင်ရဲ့လို့ကိုပြည့်ပြည့်အောင်လုပ်ချင်နေပြီးတော့အပင်တွေကထင်ထားတာထက်ပိုပြီးစမတ်ကြပြီးတော့အပင်တွေကထွက်လာတဲ့အတန်တွေကအချင်းချင်းဆက်သွယ်နေကြတယ်လို့ယူဆနေကြပါတယ်။အဲဒါကြောင့်ခဏခဏလေးအပင်တွေရဲ့အတန်တွေကိုသွင်းထားတတ်ပါတယ်။ဘဲကရံပန်းရံကငငယ်ကအဖြစ်ပြက်ကိုအိမ်မဆိုးအဖြစ်မြတ်တက်ပြီးတော့မိခင်တည်ဆုံးပြီးတဲ့နောက်မှာသူ့အနာကိုလူရဲရင်းတွေရောက်လာတယ်ဆိုပြီးတော့ခဏခဏမက်နေတတ်ပါတယ်။ တင်းမှာတော့ပင်ဆောင်တယောက်ဖြစ်တဲ့လူစီဆိုတဲ့မျိုးသမီးတယောက်နဲ့အတူတူအပင်ကိုအတန်သွင်းနေတော့မှာပဲ။ Water လို့ခေါ်တဲ့အပင်ဆန့်ကျင်ရေးသမားတယောက်ရောက်လာခဲ့ပါတယ်။ Water ကပင်တွေရဲ့မန်တရားကိုကဘာကြီးကိုချပြကျင်နေခဲ့တာပါ။ Water ကလူစီကိုဝင်ချခဲ့တာမို့လူစီရဲ့မျိုးလုံးအကာကလည်းပြတ်သွားခဲ့ပါတယ်။ဘဲကသူ့ရဲ့မျိုးလုံးကာကိုလူစီကိုပေးပြီးတော့ဝါတာကိုလည်းကျင်းစက်နဲ့တို့ပြီးတော့သတိမေအောင်လုံးလိုက်ပါတယ်။ဒရမင်ထရာဖစ်ပင်တွေကဘဲရဲ့မျိုးလုံးကိုရိုက်ခဲ့ပါတယ်။ဝါတာကိုအချားဆောင်တွေကဖမ်းသွားခဲ့ပြီးတော့ လူစီကဘဲကိုဈေးုံပို့ပေးခဲ့ပါတယ်။ဘဲရဲ့မျိုးလုံးတွေလည်းဈေးထိုးပေးခဲ့ပေမဲ့ traffic bin တွေကအစိတ်ရှိတာမို့ပြန်ပြင်ရဖို့ဆိုတာက90ရာခိုင်နှုန်းပဲတေချာခဲ့တာပါ။တေချာအောင်24နာရီစောင့်ကြည့်ဖို့လိုအပ်ပါတယ်။တနည်းအားမှာတော့လူတွေကကြဲကြွေတာကိုစောင့်ကြည့်နေကြပါတယ်။သတင်းတင်ဆက်တဲ့ joke ဆိုတဲ့ကောင်မလေးကလည်းလေလုံးကြီးနျူကလ িয়ার လို့ပြင်းထန်တဲ့ပေါက်ကွဲမှုနဲ့အတူနေထွက်လာပေမဲ့လူသားတွေပေါ်မထိခိုက်နိုင်ကြောင်းသတင်းမှကြေညာနေခဲ့ပါတယ် ဒါမဲ့နေတကယ်ထွက်လာချိန်မှာတော့ပြင်းထန်တဲ့အလင်းရောင်ကြောင့်နေထွက်တာကိုကြည့်နေတဲ့သူတွေအကုန်လုံးမျိုးလုံးကန်းကုန်ကြပါတယ်။သက်တော်ရေးလိုင်းတွေလည်းအကုန်လုံးပြတ်တောက်ကုန်ပြီးတော့အရာရာကလည်းမဲညက်ဖြစ်ကုန်ကြပါတယ်။မောင်ကန်ကောင်းလေးဘဲကတော့ဆေးရုံပေါ်မှာမျိုးလုံးကိုဖုံးပြီးတော့အိပ်ပျော်နေတာကြောင့်ကန်ကောင်းစွာပဲလွတ်မြောက်သွားပါတယ်။ရေချိုးကန်နဲ့ရောက်ချိန်မှာမျိုးလုံးကာကိုခွာကြည့်မှပဲသူ့မျိုးလုံးတွေပြန်ကောင်းနေတာကိုသိခဲ့ရပါတယ်။ဆေးရုံထဲမှာတော့လူတွေများကြီးနဲ့ပြည့်ကျက်လို့နေပါတယ်။ ဘယ်လက်ဆရာဝန်ကိုရှာမေးချိန်မှာတော့နေလင်းအောင်ကြောင့်လူသားတွေမျိုးလုံးကွဲကုန်တာကိုသိခဲ့ရပါတယ်။ဘယ်လက်အပင်တွေရှိတဲ့လက်ခန်းစီကိုပြေးလာပြီးတော့အကာအကွယ်တွေမရှိရင်အပင်တွေဘာဖြစ်မလဲသွားကြည့်ဖို့ထွက်လာခဲ့တော့မြို့ကြီးပစ္စည်းနေတာကိုတွေ့ခဲ့ရပါတယ်။အပန်းခန္ဓာရရဲ့ဝါတာကအကောင်းငင်ကပုံမှန်ထက်တောက်ပနေတာကိုသတိထားမိတော့သူကောင်းတဲ့မျိုးလုံးတွေကိုကာကွယ်လိုက်နိုင်တာမို့မျိုးလုံးမြင်ခဲ့ရပါတယ်။လူစီပါဝင်လက်ခန်းတဲ့သူတွေအကုန်လုံးကမျိုးလုံးကန်းကုန်ကြပါပြီ။အဲဒါကြောင့်ဝါတာလဲထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ။လင်းပေါ်မှာဆိုရင်တော့ထော်ရန်ဆိုတဲ့သူကလည်းမျိုးလုံးကာကွယ်နဲ့အိပ်ပျော်နေတာမို့လွတ်မြောက်ခဲ့ပါတယ်။လင်းပေါင်းသူကမှမျိုးလုံးကွယ်သားတာမို့လင်းထိုးစင်းချိန်မှာတော့ထော်ရန်တယောက်ကလေဤတွေကိုယူပြီးတော့အင်သာထဲပြေးပုန်းနေရပါတယ်။အဲဒါကြောင့်လင်းပြကြချိန်မှာတော့သူအသက်ရှင်ခဲ့ပါတယ်။ပြီးတော့စတိုးဆန်ကိုသွားပြီးတော့လိုအပ်တာတွေယူခဲ့ပါတယ်။ဂျိုးတယောက်ကလည်းလင်းပြကြလို့ပြောကြခဲ့တဲ့မြောက်ရထားလမ်းမှာတတိယလာခဲ့ပါတယ်။အပြင်ရောက်ချိန်မှာတော့သားမီးနှစ်ယောက်ကူညီတောင်းနေတာမို့ကူညီနေတော့တခြားသူတွေပါရောက်လာခဲ့ကြပါတယ် ကြောက်သွားတဲ့ဂျုတ်လည်းတွေးတဲ့ကားလေးကိုဝင်ပြီးတော့မောင်းပြေးဖို့လုပ်ပေမဲ့လူကြီးကနေတာကြောင့်ပြေးမရခဲ့ပါဘူး။ကံကောင်းစွာပဲဘဲနဲ့ဆုံတွေ့ခဲ့တာကြောင့်ဘဲကားဂျုတ်ကိုတိုးတိုးလေးနေဖို့ပြောပြီးတော့လူကြီးတဲကနေထွက်ပြေးနိုင်ခဲ့ပါတယ်။နိုင်ပေါင်းများစွာလမ်းလျှောက်ခဲ့ပြီးတဲ့နောက်မှာတော့အင်ပီရိုကိုရောက်လာခဲ့ပြီးတော့အတဲဝင်ဝင်တောင်းဆိုခဲ့ပါတယ်။ဒါမဲ့ဆောင်တွေကလည်းရှီမတိုးနဲ့ပြစ်မယ်ဆိုပြီးတခွန်းနဲ့သာပြောနေတာမို့ဘဲလဲသွားစရာမရှိတဲ့ဂျုတ်ကိုပါခေါ်ပြီးတော့ traffic ဘင်တွေရှိတဲ့လက်ခန်းကိုသာပြန်လာဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ၎င်းရောက်ချိန်မှာတော့အပင်တွေလွတ်မြောက်ကုန်ပြီးတော့လူစင်းတဲ့ဝေါ်တာပါဝင်အဆောင်တွေအကုန်လုံးကသေဆုံးနေကြပါပြီ။ဘဲကလည်းသူ့ရဲ့ရှာဖွေမှုတွေကိုအကုန်မမ်မိုရီယူလာပြီးတော့ကျိုးရဲ့အဖေဖြစ်သူရဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။ဒါမဲ့အိမ်ရောက်ချိန်မှာတော့အပင်တွေကကျိုးရဲ့အဖေကိုဖမ်းခေါ်သွားခဲ့ပါပြီ။ကျိုးကလည်းအပင်တွေကိုတနက်နေ့လိုက်ပစ်ခဲ့ပေမဲ့အပင်တွေကစိတ်တူလာတာမို့လို့ဘဲကပဲကျိုးကိုပြန်ဆွဲခေါ်ခဲ့ရပါတယ်။အခုချိန်မှာအပင်တွေကအန်ဒီအများရာတည်သွားတဲ့ကျိုးကလည်းတခြားသူတွေကိုတတိပေးဖို့လန်ဒန်ရဲ့ BBC အရေးပေါ်ရုပ်သံ line ကနေပြီးတော့ ဘဲကိုအင်တာဗျူးခဲ့ပါတယ်ဘဲကလည်းပင်တွေကအစာရှာနိုင်ကြတာမို့လူတွေရှိနေတဲ့မြို့တွေအပေါ်ရောက်လာနိုင်ကြောင်းပြောပြခဲ့ပါတယ်ကျောက်တန်သွင်းနေတော့ကြောင်ညာဝင်လိုက်အောင်မယ်နော်နေ့လယ်စာတူတူစားချိန်မှာဘဲကသူ့ရဲ့အဖေဖြစ်တဲ့ဒေါက်တာမေဆင်ဟာမျိုးစိတ်အသက် traffic တွေကလူသားတွေအတွက်လုံလောက်တဲ့စွမ်းအင်ကိုပေးစွမ်းနိုင်ကြောင်းရှာတွေ့ခဲ့ပြီးဘဲရဲ့မိကတော့အဲ့ဒါကိုသဘောမတူကြောင်းနဲ့ဘဲရဲ့မိကတော့တဲမှာတည်ဆုံသွားတာဖြစ်ကြောင်းသူ့အဖေကိုလည်းအဲ့ဒီချိန်တည်းကမတွေ့ရတော့ကြောင်းကြောက်ကပြောပြခဲ့ပါတယ် တနင်္လာမှာတော့ draw ကဝန်ကြီးချုပ်ရဲ့အိမ်ထဲကိုခိုးဝင်ချိန်မှာတော့မျက်စိမမြင်ရတဲ့မျက်စိမမြင်ရတဲ့ security ဖြစ်တဲ့ hater ကိုသာတွေးရတာမို့ဝန်ကြီးချုပ်အိမ်မှာပဲတညာလုံးအချိန်ဖြုန်းလိုက်ပါတယ်။မနေ့ရောက်ချိန်မှာတော့ hater က draw ကိုအေးပေါ်ရေဒီယိုဖွင့်ပေးခဲ့ပေမဲ့နိုင်ငံရဲ့ရေဒီယိုလိုင်းတွေကအကုန်လုံးပြတ်တောက်နေခဲ့ပါပြီ။ draw ကတော့မျက်လုံးမြင်နေတဲ့အားသာချက်ကြောင့် hater ကိုခေါ်ပြီးတော့တခြားနေရာကိုခီးထွက်ခဲ့ပါတယ်။တနင်္လာမှာတော့ဘဲကမြို့ရဲကချစ်ပြလင်းရောင်တချို့ဖျက်သွားတာကိုမြင်ခဲ့ရပါတယ်။အဲဒါကြောင့်ကေဇေးအဖွဲ့တွေကသူတို့ကိုရှာတွေ့အောင်လှုပ်ထားတယ်ထင်ပြီးတော့ ်သွားရှာဖို့ထွက်ခဲ့ကြပါတယ်။လမ်းတနေရာမှာတော့ထရတရအပင်တွေကိုပြန်ချဖို့တနတ်တွေကိုယူနေတာတွေ့ခဲ့ရပါတယ်။ဟေဒါကိုကားထဲထည့်ထားပြီးတော့သူကတော့တယောက်တည်းဖြစ်နေတာမဟုတ်ဘဲလို့နဲ့အဖွဲဖွဲရအောင်ဆိုပြီးတော့ပြောခဲ့ပါတယ်။ဒါမဲ့ဘဲလို့ကလက်မခံဘဲနဲ့ထားခဲ့လိုက်ပါတယ်။ခဏကြာမှာတော့ဘဲလို့လည်းအချက်ပြမီးရောင်မြင်လိုက်တဲ့နေရာကိုရောက်ချိန်မှာတော့မျက်စိမမြင်တဲ့သူတွေကိုလာခွင့်မပြုဘူးဆိုတာသိသွားခဲ့ပါတယ်။ဘဲနဲ့ကြောက်ကဝင်ခွင့်ရခဲ့ပြီးတော့အထဲရောက်တဲ့အချိန်မှာ အဲ့ဒီကအလုပ်သမားတွေပြောပြလို့သူတို့စီမှာတအားပေးဆက်ရှိတယ်ဆိုတာကိုသိခဲ့ရပါတယ်။ဘဲကလည်း traffic ပင်တွေကမြင်ရတဲ့သူတွေအတွက်တောင်ရှောင်ဖို့မလွယ်ဘူးဆိုပြီးတော့တတိပေးခဲ့ပါတယ်။အဲဒါကြောင့်ဗိုလ်ကြီးကရိတ်ခါပစ္စည်းတွေနဲ့အတူလွတ်မြောက်နိုင်မယ့်နေရာကိုရှာဖွေရပါတော့တယ်။မျက်စိမမြင်တဲ့သူတွေအားလုံးကိုခေါ်သွားဖို့ဆိုတာရိတ်ခါနဲ့ဆေးဝါးမလုံလောက်တာမှုထားခဲ့ရမယ်ဆိုပြီးတော့စစ်သားတွေကပြောခဲ့ပါတယ်။ဂျိုးကတော့လက်မခံနိုင်တာမှုသူ့အဖေကိုရှာပြီးတော့ traffic ပင်တွေကိုတိုက်ခိုက်ဖို့အတွက်ထွက်သွားဖို့လုပ်ခဲ့ပါတယ်။ ဘဲကလည်းအဲ့လိုလုပ်တာကအကြံကောင်းတစ်ခုမဟုတ်ဘူးဆိုတာကိုပြောခဲ့ပါတယ်။တကြက်ကိုကာကမျက်မမြင်တဲ့သူတွေအကုန်လုံးကိုကူညီပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒရာဂါရောစက်တက်နဲ့ပူးပေါင်းခဲ့ပြီးတော့သူ့ရဲ့လက်နက်တွေကိုပါတခြားသူတွေအတွက်ပေးခဲ့ပါတယ်။ကိုကာနဲ့သူ့ရဲ့တပ်သားတွေကတော့အချိန်ဖြုံးမနေဘဲနဲ့အခန်းထဲကိုမြေရိုးဘုံတွေနဲ့ဝင်စည်းခဲ့ပြီးတော့ဘဲတို့ပါဝင်တခြားသူတွေကိုပါဖမ်းခေါ်ခဲ့ပါတယ်။ပြီးတော့အကုန်လုံးတက်ရှင်အောင်ဆိုပြီးတော့မျက်စိမြင်ရတဲ့သူနဲ့မမြင်ရတဲ့သူတွေကိုနှစ်ယောက်တည်းလက်ထိတ်နဲ့တွဲပေးထားခဲ့ပါတယ် ဘဲကတော့ဖိုးကြီးတောင်နဲ့တွဲခံရပြီးတော့ဂျိုကာဟီရာနဲ့တွဲခံရခဲ့ပါတယ်ဘဲကတော့ကိုကာရဲ့လောက်ရက်ကမှန်နေလို့ယူဆပေမဲ့လည်းလက်နက်တွေရှိနေတဲ့သားနဲ့ traffic တွေရဲ့ချင်းချောက်မှုကိုလက်လျူရှူတာကမိုင်မဲရကြတယ်ဆိုပြီးတော့ပြောခဲ့ပါတယ်အဲဒီနောက်မှာတော့ဘဲဖွဲ့သားတွေအကုန်လုံးဟာနန်းနံမြူကြီးထဲမှာသူတို့အတွက်အသုံးဝင်မဲ့အရာတွေကိုလိုက်လံရှာဖွေခဲ့ကြပါတယ်ဒါမှမဟုတ်လည်းပထမဆုံးဝင်ရှာတဲ့အိမ်ကိုကဘာစူဘာမှမရှိတာကြောင့်အဲ့ဒီအိမ်မှာပဲအနားယူလိုက်ကြပါတယ်ထရာကတော့ကိုကာကနင့်ကိုကြိုက်နေတာဘာညာနဲ့ဂျုတ်ကိုရှောက်ရွှီးခဲ့ပါတယ် ဂျော့ကလည်း draw ပြောတာကိုလက်မှတ်ခံပေးနဲ့ပြန်ခနဲ့ခဲ့ပါတယ်။နောက်ထပ်တနေရာမှာဆိုရင်တော့ဘဲရိုကစူပါမားကတ်တစ်ခုထဲရောက်ခဲ့ပြီးတော့အစားအစာတွေအများကြီးကိုအေးအေးဆေးဆေးတည်ယူနိုင်ခဲ့ကြပါတယ်။စူပါမားကတ်ထဲကအဆောင်တွေအကုန်လုံးကလည်း traffic ပင်တွေတက်သွားတာကိုခံခဲ့ရပါတယ်။အဲဒီနောက်ရုတ်တရက် traffic ပင်တွေကဂျော့ကိုဆွဲခေါ်သွားခဲ့ပါတယ်။ဘဲလဲစပရေးဘူးနဲ့ပင်တွေစီကိုမီးနဲ့မှုတ်ပြီးတော့ဂျော့ကိုပြန်ကယ်ခဲ့ရပါတယ်။တကားဆောင်လုံးနေတဲ့ drawer ကထွပြေးသွားခဲ့တာမို့စူပါမားကတ်ထဲရောက်နေတဲ့ heater အပါအဝင်တခြားသူတွေလည်းပျောက်သွားခဲ့ပါတယ်။ ကိုကာကလည်းအပင်တွေကြောင်းသဘောပေါက်သွားပြီးတော့အပင်တွေကိုပြန်တိုက်ဖို့ပြင်ဆင်ခဲ့ပြီးတော့အတွဲခံတားရတဲ့သူတွေရဲ့လက်ထိပ်တွေကိုပြန်ဖြုတ်ပေးခဲ့ပါတယ်။ထရော်ပြန်အောင်လာချိန်မှာတော့ကိုကာကလက်နက်တွေကိုလိုအပ်တယ်ဆိုတာကိုပြောပြခဲ့ပြီးတော့ဘဲကိုလည်းသူ့ရဲ့ညာလက်ရုံးအနေနဲ့ထားခဲ့ပါတယ်။ထရော်ကတော့အဲ့ဒါကိုမကြိုက်ပေမဲ့တယောက်တည်းလှုပ်ရှားဖို့ကိုသဘောတူခဲ့ရပါတယ်။နန်နန်ကိုပြန်အောင်ချိန်မှာတော့ဘဲကိုထားခဲ့ပြီးတော့သူမဖေကိုသွားမရှာခင်အတန်ထုံးလွှတ်မှုတစ်ခုလုပ်ဖို့သဘောတူခဲ့ပါတယ်။ထရော်ကတော့ကြိုးကိုထွက်မသွားစေချင်တာမို့ အတန်လွှင့်မှုကိုဘာစီစဉ်မှမစွဲဘဲနဲ့ချက်ချင်းလုပ်ခဲ့ပါတယ်။ချက်ချင်းဆိုသလိုပဲမျိုးရဲမှရှိတဲ့သူတွေအကုန်လုံးကကျိုးတို့နေရာကိုရောက်လာခဲ့ကြပါတယ်။ကျိုးတယောက်လှုပ်ရှုပ်နေတုန်းမှပဲထရော့ကဘဲနဲ့ကိုကာကိုဖမ်းပြီးတော့တော်ရဲမှာ traffic တွေတိုက်ခိုက်ခံရသလိုလှုပ်ဖို့ကြံစီခဲ့ပြီးထရော့ကအဖွဲ့တွေရဲ့ခေါင်းဆောင်နေရာကိုဝင်ယူခဲ့ပါတယ်။အတန်ထုတ်လွှင့်မှုပြီးတဲ့အခါမှာတော့ထရော့တယောက်ဘဲကိုအပင်တွေတက်လို့သေးပြီးဆိုပြီးတော့မြမကားတွေကစတိုင်နဲ့ကျုပ်ကိုပြောပြခဲ့ပြီးတော့တသက်ပြေဘဲရဲ့ဂျာကင်ကိုပေးခဲ့ပါတယ်။ တော်ထဲမှာဆိုရင်တော့ draw ရဲ့လူတွေက traffic ပင်တွေတတိထားမိအောင်တန်တွေပေးခဲ့ပေမဲ့သူတို့ထက်ဟိုကမြန်နေလို့အကုန်လုံးမာလကီယာသွားခဲ့ရပါတယ်။ဘဲနဲ့ကိုကလည်းအခွင့်ရေးရအောင်ကားမောင်းပြဖို့လုပ်ပေမဲ့ကိုကတယောက်ကတော့ပင်ကနေပြန်လိုက်တဲ့အစိတ်တွေကမျိုးလုံးထဲဝင်သွားခဲ့ပြီးတော့ဘဲကလည်း traffic ပင်တွေရဲ့အတန်အသွင်းထားတဲ့ဆက်ရဲ့အတန်နဲ့အာယုံပြောင်းဖို့လုပ်ချိန်မှာတော့အတန်အသွင်းဆက်ကပါပျောက်သွားခဲ့ပါတယ်။ဒါမဲ့လည်းကံကောင်းစွာတော့လွတ်မြောက်လာကြပါတယ်။ကံကတက်ဆိုးခြင်းများတော့ကားစီကုန်သွားတာမို့နှင်းတော်တွေလမ်းလျှောက်ခဲ့ရပါတယ်။ ောက်ရင်မှဆိုရင်ဂျော့ကအတန်ထုတ်လွှင့်မှုကိုဆက်လုပ်နေခဲ့ပြီးတနိုင်ငံလုံးကလူတွေကိုသူတို့ရှိရာကိုလာခဲ့ဖို့ခေါ်ခဲ့ပါတယ်ပြည်ထနာတွေဘလောက်တက်တဲ့ဖုန်ချောင်မှုမမေ့တဲ့ထရော်ကတော့ဂျော့ကိုညသာစားဖို့ဖိတ်ခဲ့ပါတယ်ဂျော့ကလက်မခံဘဲနဲ့တခြားနေရာကိုရှောင်လိုက်ချိန်မှာတော့သူတို့လူတွေက traffic ပင်တွေကိုကာကွယ်ဖို့နိုင်ရန်တွေစောင့်နေတာကိုတတိထားမိခဲ့ပါတယ်စစ်သားတွေနဲ့တခြားသူတွေကကိုကာရဲ့စစ်စင်ရေးတိုင်းလုံးနေကြပါပေမဲ့ကိုကာတယောက်ဘယ်ရောက်နေမှန်းမသိတာမို့တကယ်မိန်ပေးနေတာကထရော်ပစ်နေခဲ့ပါတယ် တနေရာမှာတော့ဂျိုတယောက်စသားငယ်လေးဖြစ်တဲ့ Drive C ကိုသွားပြီးတော့ဘဲတကယ်တည်ဆုံသွားတာလားဆိုပြီးတော့မေးခဲ့ပါတယ်။ Draw ကတော့တသက်ပြားစရာမရှိပေမဲ့ဘဲရဲ့တန်သွင်းစက်ကိုတော့သူတို့ထဲကတယောက်ကတော်ရဲကနေကောက်ရတယ်လို့ပြောပြခဲ့ပါတယ်။ချက်ချင်းပဲဂျိုက Draw ရဲ့အခန်းထဲကိုခိုးဝင်ပြီးတော့အတန်သွင်းစက်ကိုတိတ်တိတ်လေးခိုးယူလာခဲ့ပါတယ်။ဘဲနဲ့ကိုကာတို့ကိုပြန်ပြတဲ့ဆင်းမှာတော့ခရီးရန်ဖျားချောင်းတစ်ခုတည်းရောက်သွားတဲ့ဘဲတို့ကိုတီလာရှင်တွေကမမ်းမှုပြီးတော့ကူညီခဲ့ကြပါတယ်။တီလာရှင်တို့ကိုဥဆောင်တဲ့မာတာဒီရန်ဆိုသူကတော့ သူတို့ရဲ့ဘုရားကျောင်းလေးက traffic ပင်တွေရဲ့ရန်ကနေကာကွယ်ပေးနိုင်တယ်ဆိုပြီးတော့ပြောပြခဲ့ပါတယ်။ဘဲကတော့ပင်တွေကျောင်းကိုပို့တည်တာမို့သီလရှင်ကြီးပြောတာကိုမယုံကြည်ခဲ့ပါဘူး။ဒါမဲ့လည်းသီလရှင်ကတော့ဒါကဘုရားသခင်ရဲ့ဂရုတော်အတိုင်းကာကွယ်မှုဆိုပြီးတော့ပြောခဲ့ပါတယ်။ကိုကကတော့ဘုရားကျောင်းမှာနေဖို့ဆုံးဖြတ်ခဲ့ပြီးဘဲကတော့သူ့ဖေကိုဆက်ရှာမယ်ဆိုပြီးတော့ထွက်သွားခဲ့ပါတယ်။ဘုရားကျောင်းနောက်ကတော်ရဲရောက်သွားချိန်မှာတော့သီလရှင်ပြောတာကအမှန်တွေဆိုတာကိုသိသွားခဲ့ပါတယ်။ ဒီလရှင်ကြီးကတခြားသူတွေကိုတပင့်ကြီးစားလို့ရအောင်ပို့ပေးထားခဲ့ပြီးတော့ဘုရားကျောင်းကိုတိုက်ခိုက်မခံရအောင်လှုပ်ထားခဲ့တာပါပဲလေတီလာရှင်ကြီးကတခြားမိကလေးတယောက်ကိုယုံသွင်းပြီးတော့တော်ရဲလွတ်ကာနေအချိန်မှာပြန်ရောက်လာခဲ့ပါတယ်။ဘဲတယောက်တီလာရှင်ကြီးရဲ့လောရတွေကိုပြောပြလိုက်တဲ့အချိန်မှာတော့လူတွေကတီလာရှင်ကိုဖယ်ပြီးတော့ခိုခါကိုကောင်းဆောင်အစ်ခန့်အပ်လိုက်ပါတယ်။ပဲလေဘာမှစိတ်ပူစရာမရှိတော့တာမို့သူ့ဘေးရဲ့နေရာကိုရှာဖို့ထွက်လာခဲ့ပါတယ်။တပတ်မှဆိုရင်တော့ဂျိုးကဒရွန်နဲ့ညစာသွားစားခြင်းတယ်လို့ပြောခဲ့ပါတယ်။ ဒီစကားကြားတဲ့အခါမှာတော့ထော်တယောက်လည်းငချောက်ဖုတ်စားရပြီဆိုပြီးတော့ညသာစားပွဲလေးကိုတိတိကျကျလေးပြင်ဆင်နေတုန်းပါပဲကျောကတော့သူ့ရဲ့နောက်ဆုံးအတန်ထုတ်လွှင့်မှုမှာထရော့စီကိုမလာဖို့နဲ့လာတဲ့သူတွေကတော့ထရာအတွက်အသက်ပေးရလိမ့်မယ်ဆိုပြီးတော့ပြောခဲ့ပါတယ်အဲ့ဒါကိုတည်သွားတဲ့အခါမှာတော့ထရာတယောက်ကျောကိုလိုက်ဖိုင်းခိုင်းခဲ့တာပေါ့ဗျာအကွက်ကြုံမြင်တတ်တဲ့ကျောကလည်းအဲ့လောက်နဲ့တင်တက်မလာနဲ့တောက်ချလိုက်မယ်ဆိုပြီးတော့ဘဲရဲ့ပစ္စည်းတချို့ကိုယူပြီးတော့လက်ပြေးပါတော့တယ် ထရိုင်ရောက်ကတော့ဂျုတ်ပုံးနေတာကိုမြင်ခဲ့ပေမဲ့အခြားသူကိုမပြောဘဲနဲ့ဂျုတ်ကိုထပြေးစီခဲ့ပါတယ်။မြို့ထဲမှာ driver pin တွေကိုရှောင်ရှားရင်းနဲ့နောက်ဆုံးတော့ကားတစ်စီးကိုတွေ့တာမှမောင်းပြေးခဲ့ပါတယ်။ဘဲရငယ်ဘွားအကြောင်းပြောရင်းနဲ့ပြောပြဘူးတဲ့နေရာကိုမြေပုံကြည့်ပြီးတော့မောင်းလာတဲ့နောက်မှာတော့ကားမောက်သွားခဲ့တာမို့ဂျုတ်ကလေးလမ်းလျှောက်ရပြန်ပါတယ်။ရုပ်ရည်ကားတစ်စီးကရောက်လာပြီးတော့ဂျုတ်ကိုခေါ်သွားပါတယ်။တနေရာမှာတော့ဘဲက pin တွေကိုရှာရင်းနဲ့ပဲတနက်နဲ့ပြစ်ခံရလို့နေနေဖြစ်သွားခဲ့ပါတယ်။ငါ့ကိုဘဲကောင်ပြစ်တာလဲကွာဆိုပြီးကြီးလိုက်ချိန်မှာတော့ ဇူဆန်နဲ့အိုင်မိုဂျန်ဆိုတဲ့ကလေးမလေးနှစ်ယောက်ဖြစ်နေခဲ့ပါတယ်။ဇူဆန်ကတော့ဘဲကိုတရီထားနေပေမဲ့အီမိုဂန်ကတော့ဘဲနဲ့အဖွဲဖွဲပြီးတော့အတူတူသွားရင်သူတို့မိသားစုကားကိုပေးမယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။ဒီလိုနဲ့ဘဲတို့ဖွဲလဲနိုင်နေငယ်လောက်ကားမောင်းပြီးတော့တောအုပ်တစ်ခုထဲကိုရောက်လာတဲ့အခါမှာတော့အန်ဟောစရာကောင်းစွာပဲဘဲရဲ့ဖေဒေါက်တာမိတ်ဆန်နဲ့တွေ့ခဲ့ပါတယ်။စကားတွေပြောပေမဲ့လည်းဒေါက်တာမိတ်ဆန်ကဘဲတို့ကိုသူ့အိမ်ကိုခေါ်သွားခဲ့ပါတယ်။ကျန်တစ်ခုလုံးကိုတော့လျှက်စက်ဝါယာကြိုးတွေနဲ့ရှော့တိုက်ပြီးတော့ကာထားရပါတယ်။ အိမ်ထဲမှာတော့ဒေါ်ရဲကနေခေါ်လာတဲ့ကျိုးရောက်နေခဲ့ပါပြီ။ကျိုးကဘေးရဲ့အတန်သွင်းဆက်လေးကို ပြန်ပေးချိန်မှာတော့နှစ်ယောက်သားပလုတ်ပလုတ်တွေပေးင်းနဲ့အာဝဟဝိဝါဟလိုက်ကြပါတယ်။ပြီးတော့မှပဲဒေါက်တာမေဆန်ရဲ့လက်ခံတဲ့ကိုသွားပြီးတော့အစီအစဉ်သစ်တွေကိုမေးခဲ့ပါတယ်။ဘဲတင်နာကတော့ traffic ပင်တွေကိုရပ်တန့်နိုင်ပြီးတော့တခြားကောင်းမွန်တဲ့ traffic ပင်သစ်တွေကိုလုံနိုင်မယ်ဆိုပြီးတော့ပါဒါမဲ့ပင်တွေကတော့တည်တည်သွားခဲ့တာပါဒေါက်တာမေဆန်ကအမပင်တွေကိုလေ့လာပြီးပြင်မဲ့အဆုံးသက်ဖို့ကအထီးပင်တွေလိုနေသေးတာကြောင့် ဘဲကလည်းဒီပင်ကြီးရှာပြီးမယ်ဆိုပြီးတော့ကြည်ပေးခဲ့ပါတယ်။တနည်းမှာဆိုရင်တော့စူဇန်တို့ကတနက်ပြက်လေ့ကျင့်နေကြပါတယ်။စူဇန်ကိုအီမိုဂျန်ကဘဲနဲ့ကျုပ်ကိုအဖေမေခေါ်ဖို့ပြောတော့စူဇန်ကစူခဲ့ပါတယ်။ဘဲတယောက်ကတော့ကြည်တိုင်ဒီပင်ကြီးကိုရှာဖို့အစာအုပ်တစ်ခုထဲမှာသူ့ရဲ့တန်သွင်းစစ်ကိုဖြန့်ပြီးတော့စောင့်နေခဲ့ပါတယ်။ဒါမဲ့တကယ်ရောက်လာတာကတော့ကားထဲမှာပုံပြီးလိုက်လာခဲ့တဲ့စူဇန်ဖြစ်နေခဲ့ပါတယ်။အဲဒါကြောင့်စူနေတုန်းမှာပဲ traffic ပင်ကစူဇန်ကိုဆွဲခေါ်သွားခဲ့ပါတယ်။ ကိုလက်ကိုယုံတဲ့ဘဲကတော့ဒီတိုင်းပြင်ရင်စူဆန်ကိုသွားမှန်မှာစိုးတာကြောင့်ပြီးတော့နဲ့အပင်ပေါ်ကိုခုံတက်ပြီးတော့မသေးမချင်းကိုရိုက်တက်ခဲ့ပါတယ်။ဘဲနဲ့စူဆန်လဲထရဖီရဲ့ကောင်းကိုဒေါက်တာမေဆန်စီကိုယူသွားခဲ့ပြီးတော့ဘဲရဲ့မိခင်ဖြစ်သူရဲ့အကြံဉာဏ်ကိုယူပြီးတော့စတင်ဆွေးနွေးကြပါတယ်။ဘဲကတော့အခုလိုဆိုရတဲ့အရေးအယံတွေမကောင်းဘူးဆိုပြီးပြောတော့ဒေါက်တာကအပင်တွေကိုချိန်များကြီးကြောင်လေးလာနေခဲ့တာဆိုပြီးတော့ပြောပြခဲ့ပါတယ်။ပြီးတော့ဘဲမေရဲ့တန်သွင်းစစ်နဲ့မျိုးလုံးကာကိုပြခဲ့ပါတယ်။အင်းညမှာပဲ traffic တွေကတနင်္ဂနွေလုံးကိုစပြီးတော့ထွက်ခွာလာပါတယ် ဒရာကတော့ဒရိုင်းကိုလက်ခံတဲ့ကဘဲရဲ့ဖိုင်တွေတွေအကုန်လုံးကိုယူခဲ့လို့ပြောပြီးတော့လက်ရှိပြဿနာတွေကိုဖြေရှင်းဖို့ကြိုးစားခဲ့ပါတယ်။နောက်တစ်ရက်မှဆိုရင်တော့လေရင်ပြန်ငယ်တစည်းကအသက်ရှင်နေသူတွေအတွက်အိမ်တွေကိုလာရောက်နိုင်ပါပြီ။အန္တရာယ်ကင်းပါပြီဆိုပြီးတော့စာရွက်တွေကိုလိုက်ကျဲခဲ့ပါတယ်။ဒေါက်တာလည်းဇနီးပြည်သူအတန်သွင်းထားတာတွေကိုနားထောင်ပြီးတော့ traffic အပင်တွေကိုစာကြွေးဖို့လုပ်ခဲ့ပါတယ်။ဒါမဲ့လည်းအဲ့ဒါကအမှားဖြစ်နေပြီးတော့စူညံတန်တွေက traffic ပင်တွေကိုစိတ်တူစေခဲ့ပြီးတော့ဒေါက်တာကိုလမ်းဆွဲပါတော့တယ်။ အတန်းတွေကိုကြားတဲ့ဘဲတယောက်ကလည်းလက်ခံလေးကိုယောက်လာပြီးတော့အတန်းသွင်းစစ်ကိုပိတ်အပင်လေးကိုတနှက်နဲ့ပစ်လိုက်ပင်မဲ့လေဒေါက်တာကတော့အစိတ်ကြောင့်ဆုံးပါသွားခဲ့ပါတယ်။သာဗနာကိုကောင်းစွာလုပ်ပြီးတဲ့အချိန်မှာတော့ဘဲကအမပင်ကိုဖြစ်စည်းပြက်ခဲ့မိတာမို့နောက်ထပ်ဆန်းသတ်မှုတွေအချိန်မရှိတော့ဘူးဆိုတာကိုသဘောပေါက်ခဲ့ပါတယ်။အဲဒါကြောင့်နောက်နေ့မနေ့မှမိသားစုတွေဂျွန်းတို့ခုကိုသွားဖို့အဆုံးဖြတ်ခဲ့ပါတယ်။မနေ့မိုးလင်းတဲ့အခါမှာတော့စက်တီတုံးစွာနဲ့ပဲထရာကရောက်လာပြီးတော့24နာရီအတွင်းအပင်တွေနဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်းဖို့ကိုမပေးနိုင်ဘူးဆိုရင် မိသားစုတစ်ခုလုံးတက်ပြစ်မယ်ဆိုပြီးတော့ပြောကပြန်ထွက်သွားခဲ့ပါတယ်။အတန်ပိုင်းနဲ့ဘဲကလည်းအတန်သွင်းစစ်နဲ့ traffic ပင်တွေကိုခေါ်ထုတ်ပြီးတော့ triangle စမုတ်တုံးဖို့ကြံပါတော့တယ်။အတန်သွင်းစစ်ကိုစူဆန်းကိုပေးခဲ့ပြီးတော့ဘဲစီကိုသွားခဲ့ပါတယ်။ထွာတယောက်ကတော့မိဘဆုံးပါသွားလို့စိတ်မကောင်းဘူးဘာညာဘဲကိုဖဲ့နေတုံးမှာပဲ။စူဆန်ကတော့အတန်သွင်းစစ်နဲ့တော်ရဲက traffic တွေကိုခေါ်လာခဲ့ပါပြီ။လက်ဆက်လိုင်းတွေကိုပိတ်ထားတာမို့အပင်တွေကလည်းနီးတစ်ထက်နီးလာပြီးတော့ troy ရဲ့လူတွေကိုတိုက်ခိုက်ခဲ့ပါတယ်။ troy ရဲ့ train ကိုဘဲကိုတတ်ဖို့ခိုင်းခဲ့ပါတယ်။ နှလုံးသားလာတဲ့ drive ကတော့နယံကိုသာပြစ်ခဲ့ပါတယ်။ throw ကလည်းဘဲလိုတည်ပြီးထင်သွားတာပေါ့။ drive တယောက်ကတော့လျှက်စီးချောင်းပိတ်ထားတဲ့ငနေကိုမှောက်သိပ်ခဲ့ပြီးတော့ခလုတ်ကိုပြန်ဖွင့်ခဲ့ပါတယ်။အဲဒါကိုတည်သွားတဲ့ drive က walkie talkie ကနေတဆင့် drive ကိုခလုတ်ပိတ်ဖို့ပြောခဲ့ပါတယ်။ drive တယောက်ကလည်းပိတ်လို့မရဘူး။ဘာညာရွှီးပြီးတော့ဘသူတည်တည်ငတိမာရင်ပြီးရောဆိုပြီးတော့အိမ်ထဲပြန်ဝင်ပြေးခဲ့ပါတယ်။ဒီနောက်မှာတော့ drive ရဲ့ခြေထောက်ကိုတနက်နဲ့ပြစ်ခဲ့ပါတယ်။အဲဒီနောက်ဘဲက draw ကိုမှောက်သိပ်ပြစ်ခဲ့ပါတယ်။ traffic ပင်တွေကလည်းရောက်လာပြီးတော့တိုင်လုံးကိုပိတ်ထားခဲ့ပါတော့တယ် ဘဲတယောက်လဲငငယ်ကသူကြုံတွေ့ခဲ့တာကိုသတိရပြီးတော့လူရင်းကြီးပြောသလိုမျိုးမျက်နှာဖုံးကိုဆွပြီးတော့အစိတ်ရေတွေကိုမျိုးလုံးနဲ့ချအစိတ်ရေတွေကကိုယ့်ကိုဘာမှမဖြစ်စေပေမဲ့လေအပင်တွေကတော့သူတို့နဲ့အတူတူပဲဆိုပြီးတော့ထင်ကြလိမ့်မယ်ဆိုပြီးတော့လူရင်းတွေကသူ့ကိုကယ်တင်ပေးခဲ့တာကိုသတိရသွားခဲ့ပါတယ်။အဲ့ဒီတိုင်း၅ယောက်စလုံးလုံပြီးတော့ပြင်ထွက်လာချိန်မှာတော့ဘဲပင်ကားမှာသူတို့ကိုမတိုက်ခိုက်တော့ပါဘူး။ထရာတယောက်ကလည်းငါလဲလိုက်မယ်ဆိုပြီးတော့ပြေးလာတော့ traffic တွေကဝိုင်းပြင်းတာခံလိုက်ရပါတော့တယ်။ ရုပ်ရှင်နောက်ဆုံးကမ်းမှာဆိုရင်တော့ Bell Job Train နဲ့ Susan တို့ညီမတို့ဟာလှေလေးကိုလော်ရင်းနဲ့သူတို့သွားရမယ့်ကျွန်းစီကိုဥတီသွားနေကြတာကိုမြင်ရမှာပဲဖြစ်ပါတယ်။အဲ့ဒါကတော့ traffic ပင်တွေမရှိတဲ့ကျွန်းတစ်ခုစီကိုပေါ့ဗျာ။စကားလေးကတော့ဒါပါပဲခင်ဗျ။ကြီးစုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တို့ဦးချင်းစီတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။